ဆရာတော်ကကာစီနိုကိုပရမဆုံးချင်းကြောလာပြီးတော့လောင်းကစားအကြီးကြီးကစားပါတယ်ဆရာတော်ကသူ့ရဲ့ကန်စားတာအလုံးကိုနံပါတ်၈ပေါ်ပုံပြီးတော့မှ၁၀ချက်လောင်းပါတယ်မျိုးလင်းမထားဘဲနဲ့ကစားတဲ့ဘေးမော်ကခုံနေတဲ့ဘောလုံးလေးဟာတကယ်ပဲနံပါတ်၈မှာရဲသွားခဲ့ပြီးချက်ချင်းပဲလောင်းချင်းငွေဟာ၁၀ချက်ကနေ82ဆတိုးသွားခဲ့တာပါဒီလိုနဲ့အရင်နေ့ပို့ပြီးတော့ရှိလာခဲ့ပြီးဆရာတော်ဟာဘလက်ချက်ဝိုင်းကိုပြောင်းပြီးတော့စော်ပါတယ်ခမန်းကြီးလို့ရပါတယ်ထက်ပြီးတော့အေးအပြည့်နိုင်မြန်ပါပြီ ဒီလိုနဲ့ပဲကာစီနိုရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပြီးသူတို့တွေကဆရာတော်ကိုလိန်ဆော့နေတယ်လို့တန်တရားဝင်ကြပါဗျ။အဲဒီနောက်မှာတော့ဆောင်းချက်ဖို့ဆိုပြီးတော့မန်နေဂျာတယောက်ကိုတာဝန်ပေးရထားပြီးမန်နေဂျာကပြောပါတယ်ရှင်းလိုမျိုးလာလာဆိုးတဲ့သူတွေကိုနောက်တစ်ခါထပ်တွေ့ရပြန်ပြီတဲ့အနိုင်ရလို့ရှိရင်ကျွန်မရှင်းရဲ့မျိုးရိုးနာမည်ကိုယူပါမယ်။အနောက်မှာတော့မန်နေဂျာပြောပြီးတော့မှမဆောင်တော့မဲ့အဲ့ဒီ lucky draw set ကတင်ကနေဆိုတဲ့အတန်မြည်လာခဲ့ပြီးတော့သုံးခုစလုံးဟာကွက်တီရက်သွားခဲ့ပြီး yuan တသိန်းရသွားခဲ့ပြန်ပါတယ်။ဇာတော်ကချက်ချင်းပဲအကျွေးစေးတပြားနှိုက်ထုတ်ပြီးတော့မန်နေဂျာကိုပေါ့ဆူးအဖြစ်ပေးပါတယ်။ တကယ်ပဲဘသူကိုမကြည်မနဲ့ဖြစ်နေတာပါလေကမီနဘောကဟာကိုပြန်ပြီးတော့ယူလိုက်ပြီးသူကအဲ့ဒီအချိန်လေးကိုတွေးတဲ့အခါမှာအတော်ပဲနောက်တဲ့တစ်ချိန်ထက်လို့တာပေါ့လေအဲ့ဒီခါမှာဆရာတော်ရဲ့လှူရှာမှုတစ်ခုချင်းစီတိုင်းကိုကာစီနိုရုံးကအလို့သမားတွေကစောင့်ကြည့်နေကြပြီးတော့သူတို့တွေဟာဆရာတော်လက်ကီဒရောဆဲမကိုကြည့်နေကြပါတယ်အဲ့လေကရောဆက်ရဲ့အနိုင်ရတဲ့အချိန်ကအသက်ရှူနေရတယ်လို့ဖြစ်ပြီးဒီတိုင်းသာဆိုလို့ရှိရင်တော့နှစ်နာရီမကျော်ပါဘူးကာစီနိုကအရှုံးပေါ်တော့မှပဲဖြစ်ပါလေ။ဆရာတော်ကချက်ချင်းပဲဆုံးဖြတ်လိုက်ပြီးအဲ့ဒီဆရာတော်ဟာလင်းစော့နေတယ်လို့ပဲမှတ်ယူကြပါရစေ။ ဒီလိုနဲ့ပဲစင်ကြီးတွေပေးပြီးတော့ဆရာတော်ကိုချက်ချင်းတီးတန့်အခန်းထဲမှာချိန်ပြီးတော့အသေးသေးခေါ်ပြီးတော့ဆွေးနွေးပါတယ်။ဒါပေမဲ့၃၄နာရီလောက်အပြန်လန်တေးချာမိတာတော့မှဘယ်အဖြစ်မှလည်းမသိရပါဘူး။မတက်နိုင်ပါဘူးသူကိုအရင်ကြွားခွင့်ပေးရတော့မှပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီချိန်မှာမနေဂျာကအကြံတစ်ခုရလာခဲ့ပြီးသူမရဲ့အကြံကဆရာတော်လောင်းကြီးနိုင်ထားတဲ့ငွေတွေအလုံးကိုပြန်ရလာနိုင်ပါတယ်။မမပါဘူးသူမဟာအစင်းမြင့်ဂိမ်းတစ်ခုကိုပြင်ဆင်လိုက်ပြီးတော့နောက်ဝက်ကနေလှည့်ခွက်လေးတွေနဲ့ကစားမှပဲဖြစ်ပါတယ်။ ဒါပေမဲ့သူတို့မသိတာကတော့ဆရာတော်ရဲ့စိတ်ထဲမှာအယံကူမှရှင်းလင်းလို့နေပါတယ်။ဒီလိုနဲ့ရိုးရိုးလေးပဲသူတို့ကိုလှည့်စားခွင့်တခါပေးလိုက်ပြီးလူငယ်နှစ်ယောက်ကိုတင်ကန်းစာကောင်းကောင်းလေးပေးလိုက်ပါတယ်။သူကဒီနေ့ရှိသမျှလောင်းချင်းငွေအလုံးကို လောင်းပြီးတော့အဲ့နောက်မှာတော့ရှိုဟန်ဂိမ်းမှာနံပါတ်၈ပေါ်မှာလောင်းလိုက်ပါတော့တယ်။မန်နေဂျာကဒါကိုကြားတာနဲ့ဘာလာပေါ့ကြောင်းသွားခဲ့ပြီးတော့နံပါတ်၈ကသူတို့ရေးထားတဲ့နံပါတ်ပါ။အဲ့နောက်မှာတော့တတိကအယောင်ကိုစလေနဲ့ချက်ချင်းပဲမျက်လုံးချင်းတခါစုံလိုက်ပါတော့တယ်။ ူကိုနည်းနည်းပါးပါးလှည့်ကွက်လေးလှုပ်ခိုင်းလိုက်ပြီးဒါပေမဲ့သူတို့တွေမသိတာကတော့ဒီဘက်ကဆရာတော်ကအရာအလုံးကိုရှင်းလင်းစွာနဲ့မြင်နေကြတာပါဇဘောကဟာကိုလှည့်လိုက်တာနဲ့ဆရာတော်ဟာအနိုင်ရမယ့်ခဏကဆက်လေးဆိုတာကိုအံ့ဩစရာကောင်းလောက်အောင်ကြိုတင်ပြီးတော့ပြောလိုက်ပြီးရလက်ကဘလို့ဖြစ်မလဲမှန်းကြည့်ပါဦးခင်ဗျာအဲ့ဒီဘောလုံးလေးကတကယ်ကိုပဲနံပါတ်14ပေါ်မှာရက်သွားခဲ့တာဖြစ်ပြီးအားလုံးကကြောင်လို့သွားပါတယ်ဆရာတော်ကတော့အံ့ဩစရာကောင်းတာကတော့ဒီငွေတွေကိုကာစီနိုကိုတင်မိတဲ့ကပြန်လွှဲပေးလိုက်တာပဲဖြစ်ပါတယ် တကယ်တော့အစကတည်းကကိုရောရဲ့ဈေးထဲမှာကာစီနိုကသူ့ကိုငွေတွေယူပြီးတော့ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးဆိုတာသိနေပြီးသားပဲဖြစ်ပါတယ်။အဲဒီကိစ္စတွေပြီးတာနဲ့မန်နေဂျာကိုအကြွေတစေပြေးလိုက်ပြီးစကားတခုလည်းပြောလိုက်ပါသေးတယ်။ဘဝကိုချစ်မြတ်နိုးပြီးတော့လောင်းကစားနဲ့ဝေးဝေးနေပါတယ်။လူရီရဲ့စိတ်ကိုဟင်းတပွဲကပြောင်းလဲပေးနိုင်ပါတယ်။ဆောင်းရသည်ရဲ့ညာဘက်အေးအေးလေးမှာဖွင့်နေလမ်းမေးဈေးဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ရောင်းနာကတော့အမဲသားမျိုးဟင်းလေးပါ။ချက်တဲ့ထဲကိုရေတစက်လေးမှမထည့်ပဲအရက်ဖြူနေပဲအမဲသားတွေကိုပေါင်းချက်တာပါ။ အရေးပြုတွေလောင်းချပြီးဂျင်းတွေလီပေးမယ်။အနံ့မွေရောင်မာလာအစီနဲ့ဂျင်းကိုစီတက်ပေးမယ်။မွေးလာပြီဆိုရင်တော့ဂျင်းတွေထုတ်ပြီးအမဲသားတွေထည့်ပေးပြီးပြုတ်ပေးမယ်။ပြင်းစင်ထားတဲ့မျိုးရီတွေကိုဟင်းခက်အမွေးကြိုင်အစုံထည့်ပေးမယ်။အလိုမှသာအမဲသားကပူစားကောင်းပါပါ။ဟင်းခက်အမွေးကြိုင်တွေထည့်ပြီးရင်တော့အမဲသားတုံးတွေထည့်မယ်။အရက်ဖြူနဲ့စားထည့်ပြီးရင်တော့မီးမွေပြီးတော့မီးအီလေးနဲ့ချက်ပေးမယ်။တတိကအိုးအောက်တင်မကပဲအိုးအပေါ်ပိုင်းကိုပါမီးမွေပေးပါရစေ။ဟင်းရီတွေပပွက်ဆူလာပြီဆိုရင်တော့အမဲသားချက်ထားတဲ့မျိုးလေးကိုမီးဖို့ပေါ်ကချလို့ရပါပြီ။ အမဲသားပတ်လေးကိုဇွန်လနဲ့ဆယ်ယူလိုက်ပြီးအနှစ်နည်းနဲ့တိုးစားလို့ရပါပြီ။ဟင်းရီလေးကလည်းအရန်တောက်လို့ကောင်းတာမို့လူကြီးမင်းတို့ရောဗိုက်စားကြပြီလား။